င်္ဂလာပါခင်ဗျာဒီနေ့ဟာဒီဇင်ဘာလ9ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးနာခံခြင်းဆိုတဲ့စကားလုံးကိုကြားပူးကြတယ်ဒါပေမဲ့လက်တွေ့လှုပ်ဆောင်မှုကြတော့အရန်ခက်ခဲပါတယ်အထူးသဖြင့်ဘုရားသခင်ခိုင်းတဲ့အရာကကိုယ့်ရဲ့အစီအစဉ်တွေကိုယ့်ရဲ့ဂုံတိတ်ခါတွေကိုထိခိုက်မဲ့အရာဖြစ်နေရင်ဟုတ်ကဲ့လို့ပြောဖို့မလွယ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်တုန်းကနာဇရက်မြို့ကမိန်းကလေးငယ်လေးမာရိဟာသူ့ဘဝတစ်ခုလုံး ျက်စီးသွားနိုင်တဲ့အနေရဲ့ရှားကနေဖျားသခင်ကိုဟုတ်ကဲလို့ပြောခဲ့တယ်။သူ့ရဲ့နာခံခြင်းကခရစ်စမတ်ကိုဖြစ်ပေါ်စေခဲ့တယ်။ဒီနေ့ဖျားသခင်ကတင့်စီကနေနာခံခြင်းကိုတောင်းဆိုနေတာရှိကောင်းရှိမယ်။မာရိရဲ့နှလုံးသားကိုကြည့်ပြီးဒီနေ့ခွန်အားယူကြရအောင်။မာရိရဲ့အခြေအနေကိုစဉ်းစားကြည့်ပါ။သူကယောသတ်နဲ့ဆိဆက်ထားတဲ့သူပါ။ အဲ့ဒီခေဂျူးဥပရိယလက်မထပ်ပဲကိုဝင်ရှိရင်အထူးသဖြင့်တခြားယောက်ျားနဲ့ဖောက်ပြန်တယ်လို့ဆွဆွဲခံရရင်ကြောက်ခဲနဲ့ပောက်တက်လို့ရတယ်။ကောင်းကင်နမန်ကတင်းဒီကိုဝင်ဆောင်မယ်လို့ပြောတဲ့အခါမာရီအတွက်ဒါဟာဝမ်းသာစရာတည်င်းမဟုတ်ဘူးကြောက်စရာတည်င်းပါသူ့ဂုံတိတ်ခါကြာသွားနိုင်တယ်ယောသတ်ကသူ့ကိုဆွန့်ပစ်သွားနိုင်တယ်သူ့အသက်သေနိုင်တယ်ဒါပေမဲ့မာရီကကို့အသက် ို့ဂုံထက်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုဦးစားပေးခဲ့တယ်။မိတ်ဆွေဖယားသခင်ကိုနာခံခြင်းကတခါတလေတင့်အတွက်နစ်နာစရာရှိကောင်းရှိမယ်။တငယ်ချင်းတွေရဲ့အထင်လွဲတာခံရနိုင်တယ်။ဒါပေမဲ့မော်ရီလိုရဲရင်မှာဖယားသခင်အတွက်စွန့်လွတ်ရဲတဲ့သူကိုဖယားသခင်ကဘယ်တော့မှအရှက်မကွဲစေပါဘူး။မော်ရီပြောတဲ့စကားတစ်ခွန်းက ကဘာကြီးကိုလှောက်ခါသွားစီတယ်အကျွန်ုပ်သည်ထာဝရဘုရားဤကြုံမဖြစ်ပါ၏စကားတော်အတိုင်းအကျွန်ုပ်၌ဖြစ်ပါစီတော့ဒီစကားကရိုးရိုးလေးလို့ထင်ရပေမဲ့ဝိညာဉ်ရေးအားမှာအလွန်တကိုးကြီးပါတယ်ဒါကိုကြီးမြတ်သောဝန်ခံခြင်းလို့လည်းခေါ်တယ်ဘုရားသခင်မှာတကိုးရှိတယ်အစီစဉ်ရှိတယ်ဒါပေမဲ့ဘုရားသခင်ကလူသားရဲ့ခွင့်ပြုချက်ကိုစောင့်နေတတ်တယ်မာရိကဖြစ်ပါစေလို့နှုတ်က ဖွင့်ပြောလိုက်တဲ့အချိန်မှာပဲတန်ရှင်သောဝိညာဉ်တော်ကသူ့အပေါ်ဆင်းသက်ပြီးအမှုပြုတော့တာဖြစ်တယ်ဒီနေ့တင့်ဘဝမှာဖျားသခင်ကကောင်းချီးပေးခြင်းပေမဲ့တင်ကမဖြစ်နိုင်ပါဘူးမလိုချင်ပါဘူးလို့ငင်းနေရင်ဖျားအလုတ်လုတ်လို့မရပါဘူးတဲ့နှလုံးသားတကားကိုဖွင့်ပြီးဖျားသခင်ကိုရောပြောတဲ့အတိုင်းကျွန်တော်ဘဝမှာဖြစ်ပါစေလို့ဝန်ခံလိုက်ပါ ချိန်မှာနမိတ်လက္ခဏာစတင်ပါလိမ့်မယ်မာရိကနာခံလိုက်တဲ့အခါဘာဖြစ်သွားလဲသူဟာဘုရားသခင်ကိုပိုက်ဆောင်တော်သူဖြစ်လာတယ်သူ့ဝမ်းထဲမှာဘုရားရှင်ကိန်းဝတ်လာတယ်နာခံချင်းရဲ့ဆုလက်ကအယံကြီးမြတ်ပါတယ်တင်ကကိုယ်ဆန္ဒကိုစွန့်ပြီးဘုရားသခင်အလိုကိုဝန်ခံတဲ့အခါတင့်အသက်တာဟာဘုရားသခင်ရဲ့ဘုန်းတော်ကိုတည်ဆောင်တဲ့ မိမ္မာတော်ဖြစ်လာတယ်မာရိကိုလူတွေကအထင်လွဲကောင်းလွဲနိုင်တယ်ဒါပေမဲ့သူကတော့ကမ္ဘာကေတင်ရှင်ကိုမွေးဖွားပေးတဲ့သူဖြစ်လာတယ်ဒီနေ့ဖယားသခင်စကားနားထောင်လို့လူတွေကတင့်ကိုယူတယ်လို့ပြောရင်ဂယုမဆိုင်ပါနဲ့တင့်အထဲကနေကြီးမြတ်တဲ့အရာတွေမွေးဖွားလာတော့မှဖြစ်ပါတယ်ဒီဇင်ဘာလ9ရက်နေ့မှာကျွန်တော်မေးချင်ပါတယ်ဖယားသခင်ကတင့်ကိုတခုခုစကားပြောနေတာရှိလားအပြစ်တခုခုကိုဆွလွတ် ဖို့ပြောနေတာလားဓမ္မမဟုတ်အမှုတော်ဆောင်ဖို့ခေါ်နေလားကို့အကြံစီကို့တွက်ကိန်းတွေကိုဘေးဖယ်ပြီးမာရီလိုပဲစကားတော်အတိုင်းအကျွန်ုပ်၌ဖြစ်ပါစေတော်လို့ရဲရဲကြီးဝန်ခံလိုက်ပါနာခံခြင်းသည်ကောင်းကြီးမင်္ဂလာ၏တကားပေါက်ဖြစ်ပါတယ်ဒီနေ့ဘုရားသခင်ရဲ့အလိုတော်ကိုသိပေမဲ့ကြောက်စိတ်ကြောင့်တွက်ကိန်းတွေကြောင့် မလုတ်ရဲဖြစ်နေတဲ့သူရှိလားကိုယ်ဆန္ဒနဲ့ဖျားဆန္ဒလွန်ဆွဲနေတဲ့သူရှိလားဒီနေ့တဲ့နှလုံးသားကိုဖျားသခင်ရှေ့မှာချထားလိုက်ပါကိုရောကျွန်တော်တဘောအတိုင်းမဖြစ်ပါစေနဲ့ကိုရောတဘောအတိုင်းဖြစ်ပါစေလို့စက္ကချီရင် comment မှာ ဖြစ်ပါစေတော့လို့ရေးခဲ့ပါတင့်အတွက်ကျွန်တော်ဆုတောင်းပေးမယ်အဖဖခင်အကျွန်ုပ်ဤကိုစိတ်ဝိညာဉ်၃ပါးလုံးကိုကိုရော့ရှိမှချထားပါ၏မာရိကဲ့သို့နာခံတတ်သောနှလုံးသားကိုတာသမီတို့အားပေးသနာတော်မူပါကျွန်ုပ်တို့ဤအစီစဉ်ကျွန်ုပ်တို့ဤသိက္ခာများကိုဆွတ်လွတ်ပြီးကိုရော့ဤနှုတ်ကပတ်တော်ကိုဝင်ခံတော်သူများဖြစ်စေပါသခင်ယေရှုနာမ၌ဆုတောင်းလေယနေ့ဖြစ်ပါစေတော့ဟုဝင်ခံတော်သူတို့ဤ သက်တာထဲတွင်ဝိညာဉ်တော်ဤတကိုးလွှမ်းမိုးပါစီသူတို့ဤနာခံခြင်းအားဖြင့်ကြီးမြတ်သောတသက်ခံချက်များမွေးဖွားလာပါစီဖယားသခင်ဤဘုံတော်ကိုတည်ဆောင်တော်သူများဖြစ်လာပါစီသခင်ယေရှုခရစ်တော်ဤနာမတော်မျက်၌ဆုတောင်းဆက်ကအနံပါဤအဖဖယားအာမင်